မင်္ဂလာပါအဲ့တော့ဒီနေ့တချေရူရောက်တာ chapter 4 chapter 4ကဘာအကြောင်းတင်ပါလဲဆိုတော့ life sustaining system အဲ့တော့တချေရူဇီဝဟာတက်အသက်ဇီဝကိုရှင်တန်စေတဲ့စနစ်များတယ်အဲ့တော့တချေရူဒီအသက်ရှင်မှုအတွက်ဘာတွေလုပ်ကြမလဲဘာတွေလုပ်ကြမလဲဆိုတော့ mechanism of breathing ပထမဆုံးဘာကိုတွေ့ရမှာလဲဆိုတော့အဲ့တော့အသက်ရှူခြင်းအဲ့တော့အသက်ရှူခြင်း mechanism အဲ့တော့တချေရူအသက်ကိုဘယ်လိုရှူကြလဲအကောင်းနဲ့အဆုံး อืมနှာခေါင်းနဲ့ရှူပြီးတော့မှနှာခေါင်းထဲကလေတွေကပဲရောက်တာလေဆောက်ထဲရောอืมအဆောက်ထဲရောက်တာအဲ့တော့ဒါကလေဒီရဲ့လူတွေမှာအသက်ရှူတာတီးပြီးတာအဲ့တော့ဒီရဲ့ gas exchange ကလည်းတီးပြီးတာအဲ့တော့ gas exchange က파 gas တွေကို exchange လုပ်တာလေလဲလဲရလေအောက်ဆီဂျင်နဲ့ကာဗွန်အောက်ဆိုက်ကိုလိုက်ချင်။အင်းအောက်ဆီဂျင်နဲ့ကာဗွန်အောက်ဆိုက်ကို exchange လုပ်တာ။ဘယ်ကောင်ကိုယူပြီးဘယ်ကောင်ကိုဆွန့်ထုတ်တာလဲ။အောက်ဆီဂျင်ကိုယူပြီးတော့ကာဗွန်အောက်ဆိုက် အောက်ဆီဂျင်ကိုယူပြီးတော့မှကောင်းတာအောင်စိုက်ကိုထုတ်ဆုံးထုတ်တာအဲ့တော့ဒီ mechanism ရော breathing ကကြတော့ gas exchange လုပ်တာပဲအဲ့တော့အသက်ရှူတယ်ဆိုတာကလည်းအောက်ဆီဂျင်ကိုယူပြီးတော့မှကောင်းတာအောင်စိုက်ကိုထုတ်ထားတာကလည်းသူက gas exchange ပဲအဲ့တော့အောက်ဆီဂျင်ကိုဘယ်ရရမှာလဲ ဒေဒူတွေကဒီ from environment ပုံဝင်ခြင်းရဲ့လေဒူတွေကနေပြီးတော့မှအောက်ဆီဂျင်တွေရမယ်။ရပြီတဲ့ချိန်မှာခန္ဓာကိုယ်ကနေပြီးတော့မှကာဗွန်ဒိုင်အောက်ဆိုက်တွေကိုဆွန့်ထုတ်လိုက်မယ်။အဲ့တော့ခန္ဓာကိုယ်မှာကာဗွန်ဒိုင်အောက်ဆိုက်တွေကဘယ်ကနေဖြစ်လာလဲ? respiration respiration ကနေဖြစ်လာတာ။အဲ့တော့ gas exchange ဒီ gas တွေကိုလဲလဲမယ်။အောက်ဆီဂျင်နဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုလဲလဲတဲ့အချိန်ဒီက very ပြောင်းလဲမှုရှိတယ်။အဲ့တော့ဘယ်ပုံမှာမူတည်ပြီးပြောင်းလဲမှုရှိရလဲဆိုတော့ခါကြဒီအတက်ရှူတဲ့ median ပေါ်မှာ multi ပြီးတော့မှပြောင်းလဲမှုရှိရအဲ့တော့ median ဆိုတာဘာလဲအတက်ရှူတဲ့ median ဆိုတာဒီချေတော့ oxygen ဘယ်ကရလဲဆိုတဲ့နေရအဲ့တော့ဒီ oxygen ကိုကုန်းမမှာနေမယ်ဆိုရင်လေထဲကနေရမယ်အဲ့တော့လေထဲကနေကုန်းမမှာနေတဲ့ချိန်လေထဲကနေရတဲ့ oxygen လားဒါမှမဟုတ်ရင်ရေထဲကနေရတဲ့ oxygen လားအဲ့တော့ရေထဲမှာနေတဲ့တတဝါလေးတွေဆိုရင်တို့တို့က oxygen ကိုဒီရေထဲကနေပြီးတော့မှရမယ် the general body surface of most animals အဲ့တော့ဒီရဒတဝါအများစုရဲ့ခန္ဓာကိုယ် surface ကခန္ဓာကိုယ်မျက်နှာပြင်ကရေဘူးရအဖြစ်ဆိုရင်တော့ဒီမျက်နှာပြင်က gas exchange လုပ်ဖို့အတွက်လုံလုံလောက်လောက် area မရှိဘူးအဲ့တော့ဒီချက်ဒီခန္ဓာကိုယ်တစ်ခုလုံးเนาะတစ်ခုလုံး whole organism organism ကြီးတစ်ခုလုံးအတွက် gas a chain လို့ပို့အတွက် sufficient area lacks သွားကိမဲ့နေရအဲ့တော့လုံးလုံးလုံးမရှိဘူးဘာကြောင့်မလဲဆိုဒီပုံလေးကိုကြည့်အောင်ဒီတုံးခုမှာ1 2 3မှာဘယ်ကောင်ကအကြီးဆုံးလဲ size က3အကြီးဆုံးเนาะအဲ့တော့3အကြီးဆုံး surface area ကြီးရဲ့အဲ့တော့ surface area ကြီးရောက်ခါကျတော့သူ့ရဲ့ surface area ဒီကောင်ကိုတွက်လိုက်တဲ့အချိန်မှာ volume ကဘယ်လောက်ရလဲဆိုတော့27 mm ကျပြရဲအဲ့တော့27 mm ကျတို့ကို surface area နဲ့ volume ratio ချလိုက်မယ်ဆိုရင်2:1ပဲရတယ်။အဲ့တော့ဒီမှာကြည့်ရအောင်ဒါလေးက surface area တေးတယ်။ surface area တေးရင် volume နဲ့တယ်။အဲ့တော့ volume နဲ့ရင်ငါတို့ကို surface area နဲ့ volume အချိုးချရင်က6.1အဲ့ဆိုတူကဒီကောင်က sufficient เนาะတူရဲ့ဒီရဲ့ surface area နဲ့ volume ကအချိုးချတဲ့အတွက်ကြောင့်မို့ gas exchange လုပ်မယ်ဆိုရင်ဒီကောင်လေးက gas exchange လုပ်မယ်ဆိုရင်တူအတွက်က sufficient area ရှိတယ်။ဒါပေမဲ့ဒီကောင်ဆိုရင်ငါကြတော့ဒူးတွေကကြီးသွားတယ် အဲ့တော့ကြီးထွားမယ်ဆိုရင်ငါကြတော့ဒီရဲ့ဟာကို surface area နဲ့ volume ကိုအချိုးကျမယ်ဆိုရင်သူက2 to 1ပဲရတာအဲ့တော့ sufficient area မဖြစ်ဘူး gas exchange ဖြစ်ဖို့အတွက်အဲ့တော့ most animal ဆိုတော့ခါကြတော့တက်ရှိတယ်အကုန်လုံးနီးပါးတော်တော်များများကအခုဒီရဲ့ကုဘတုံနံပါတ်3လို့ဖြစ်နေရအဲ့တော့3လို့ဖြစ်နေတော့ခါကြတော့ဘာလုပ်ကြမလဲအဲ့တော့ဒီရဲ့ limitation ကိုဖြည့်ရှင်းရတော့မှာ LDR surface area မလုံလောက်တဲ့အတွက်ကြောင့်မို့ gas စချင်းကကောင်းကောင်းမလုံနိုင်ဘူးကောင်းကောင်းမလုံနိုင်တဲ့အတွက်ကြောင့်မို့တချို့တော့ဒီ cell လေးတွေအတွက်လိုအပ်တဲ့ energy တွေကကောင်းကောင်းမရအောင်အဲအဲ့ဒါကိုဘယ်လိုကျော်လွှားမလဲအဲ့ဒီရဲ့ program ကိုအဲ့တော့အဲ့ဒီဒီ program limitation ကိုကျော်လွှားဖို့အတွက်ဘာကြီးဖြစ်လာလဲဆိုတော့ခါကြတချို့ရဲ့ organs တွေ breathing organs attach ရှိတဲ့အချိန်မှာပါတဲ့ respiratory system မှာပါတဲ့ organs တွေအကုန်လုံးက evolution เนาะ evolution ဆိုတော့ single ဖြစ်စဉ်တွေဖြစ် ်လာတယ်အဲ့တော့ဒီရဲ့ organs တွေကအဲ့တော့အသက်ရှူရဲ့ organs တွေက force or branch တဲ့ဒါပေမဲ့ enlarging တဲ့ available surface area of the gas exchange တဲ့အဲ့တော့ဒီရဲ့ gas exchange များများရဖို့ surface area ကျကျရဖို့သူတို့ကတွန်းခေါက်တာလည်းဖြစ်နိုင်တယ်လို့ branch တွေနဲ့ခွဲထွက်နေရလည်းဖြစ်နိုင်တယ်တဲ့အဲ့တော့တကယ်တော့ဟွာမှာ digestive system တော့ကပြောခဲ့တယ်ဥလေးတွေ small intestine မှာဆိုရင်သူကတွန်းခေါက်နေရဟုတ်လား villain လေးတွေရှိရဲ့ မမိသေးလား small ရဲ့ small intestine မှာဆိုရင်သူကဒီလို finger like ridges v line လေးတွေရှိရဲ့အဲ့လိုတွန်းခေါက်နေရတဲ့အကြောင်းရင်းကဘာဘာ trend အဲ့လိုတွန်းခေါက်နေရလဲအများကြီးချက်တူထွက်လာတဲ့ဟာတွေကိုစုပ်ယူဖို့ပါ ထွက်လာတဲ့ဟာတွေကိုစုပ်ယူဖို့ထွက်လာတဲ့ဟာတွေကိုစုပ်ယူဖို့ဒီလိုသုံးခေါက်နေတဲ့အတွက်ကြောင့်မဖြန့်လိုက်ရင်တော့ area အကျယ်ကြီးဖြစ်မှာဟုတ်တယ်နော် area အကျယ်ကြီးဖြစ်မှာ absorb ကိုများများလုပ်မှာ small intestine ကအဓိက absorb လုပ်တဲ့နေရာအဲ့ဒါကြောင့်မို့တူမှာရှိရဲ့ဒီ microvilli နေအများကြီးရှိနေတာအဲ့လိုသုံးခေါက်တဲ့ဟာလေးအဲဒီလိုပဲဒီရဲ့ gas အချိန်ကလည်းဒီလိုအောက်ဆီဂျင်တွေဝင်မဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေထွက်မဲ့အဲ့လိုမျိုး gas အချိန်ဖြစ်ဖို့အတွက်အဲ့ဒီရဲ့ gas အချိန်မှာပေါင်ဝင်နဲ့ဆိုင်နဲ့သူ့ရဲ့ breeding organs တွေဟာ folded เนาะတွန်းခေါင်းနေရာဖြစ်ဖြစ်မဲ့ဒါမှမဟုတ် branch เนาะဖြာထွက်နေရာတွေဖြစ်ဖြစ်ဒီ gas exchange organs တွေဟာဘာတွေလဲ such as ဒီ gills ပဟလီတွေအဲ့တော့ရေထဲမှာနေတဲ့ငါးလေးတွေတတဝါလေးတွေဆိုရင်ပဟလီတွေကိုသုံးမယ် insect ပိုးမွှားလေးတွေဆိုရင်ဒီရဲ့ trachea လေးပြောင်းသုံးမယ်အဲပြီးတော့တချို့လူတွေနဲ့တချို့အကောင်တွေဆိုရင် lungs အဆုတ်ကိုသုံးမယ်အဲ့လိုပဲတခြား modified structures တွေရှိမယ် on fine structure ဆိုတချို့ကောင်တွေက skin အရေးပြားကနေပြီးတော့မှ gas အချိန်လောက်တာတွေရှိမယ်ဒီဆန်လေးတွေပေါ်မှာမူတည်ပြီးတော့မှာ attach ရတဲ့ organs တွေကကွဲတယ်အဲ့တော့အဲ့ဒီ organs တွေကဘာလေးဖြစ်နေမှာလဲဆိုတော့ folded or branch ဖြစ်နေမယ် folded or branch ဖြစ်ရတဲ့အကြောင်းရင်းက surface area ကျကျရချင်းလို့အဲ့တော့ဒီမှာကြည့်အောင် breeding system in aquatic animals တဲ့ရင်းနေတတဝါလေးဒီရဲ့ငါးလေးငါးလေးမှာဆိုရင်ဒီမှာဘဟက်လေးအဲ့တော့ဒီဘဟက်လေးကဘလို့ ဖွဲ့စည်းထားမှာလဲဆိုတော့ kill females လို့အမြင်လေးတွေအများကြီးဖြစ်နေမှာအမြင်လေးတွေအများကြီးဖြစ်မှာ surface area ကျကျရမှာအဲ့တော့သူက water flow ဒီကောင်ကနေပြောမှာရေတွေပစက်ထရာနေဝင်သွားမယ်အဲ့တော့ရေတွေတဲ့ကနေဘာပါရောမှာလဲဆိုတော့ခါကြတော့ oxygen ပါရောမှာအဲ့တော့အဲ့ဒီရေတွေကဒီဘဟက်လေးတွေကိုဘဟက်တွေတွေကိုဖြတ်သွားမယ်အဲအဲ့မှာဘဟက်လေးတွေမှာဗာလေးကြီးရှိမှာလဲဆိုတော့ capillary structure လေးတွေရှိမှာအဲ့တော့အဲ့ဒီ structure လေးတွေကရေတွေကပါလာ အောက်ဆီဂျင်တွေကိုယူလိုက်မယ်။ယူလိုက်တော့ခါကျတော့သူကအောက်ဆီဂျင် rich blood အောက်ဆီဂျင်တွေအများကြီးရှိရဲ drill လေးတွေရတော့အဲ့တော့အဲ့ဒီ drill လေးတွေကဒီငါလေးရဲ့ခန္ဓာကိုယ်တခြားလုံးကိုရောက်မယ်။ရောက်ပြီး cell လေးတွေကနေပြောမှအောက်ဆီဂျင်ရတဲ့အတွက် respiration ဖြစ်မယ်။အဲ့တော့ cellular respiration ဖြစ်တဲ့အချိန်မှာကောင်းနာအောက်ဆိုက်တွေထွက်သွားမယ်။အဲ့တော့အဲ့ဒီကောင်းနာအောက်ဆိုက်လေးကိုလည်း capillaries လေးတွေကပြန်တည်လာတယ်။အဲ့တော့ကောင်းနာအောက်ဆိုက်တွေများနာအများနေတဲ့ drill လေးဆိုတော့သူကအောက်ဆီဂျင်ပူပါ black ။အဲ့တော့အောက်ဆီဂျင် ရင်ပူကဘလက်ကောင်နာအောင်ဆိုင်တဲလာတဲ့တွေးကြုံလေးတွေကနေပြီးတော့မှဒီရဲ့ကောင်နာအောင်ဆိုင်တဲကိုဘလို့ထုံးလဲဒီရဲ့ဘဟက်လေးတွေကနေသိပြီးတော့မှသူကအပြင်ဘက်ကိုထုံလိုက်မယ်အဲ့လိုနီးနေ gas exchange လုပ်မယ်အဲ့တော့ဒီမှာဒါလေးကအဲ့မှဆိုရင်ဘဟက်လေးကဘလူလေးရှိနေပါလဲဆိုချက်ပြားလေးတွေအဲ့ဒီချက်ပြားလေးကိုဘာလို့ခေါ်လဲဆိုတော့ခါကြတော့လမီလာလို့ခေါ်မယ် တော့ဒီ aquatic animals ရေထဲမှာနေတဲ့တတဝါလေးတွေငါးလေးတွေအဲသူတို့ရဲ့ gas chain organs ကဘာဖြစ်မလဲဆိုတော့ behel လေးတွေဖြစ်မယ်သူတို့ behel လေးက hasi hasi လေးကြီးကူတော့ရဲ့ဒါပေမဲ့အဲ့ဒီ behel လေးတွေကအပြင်မှာရေထဲမှာရှိနေမှာအဲအဲ့လိုလေးဆိုတော့နော်ရည်ထဲမှာရှိနေမယ်။နောက်တော့ the distribution distribution and gives over the body သူတို့ရဲ့ခန္ဓာပေါ်မှာအဲ့ဒီလိုမျိုးဘဟက်လေးတွေရှိနေတာကြတော့အမျိုးမျိုးပြောင်းလဲနိုင်တယ်။ တော့ပြောင်းလဲနိုင်နေဆိုတာငါးလေးတွေကလည်းတစ်ခေါက်နဲ့တစ်ခေါက်မတူဘူးအဲ့တော့သူတို့ရဲ့ jeans ကိုလိုက်ပြီးတော့မှဒီရဲ့ behel လေးတွေကလည်းပြောင်းလဲမှုရှိနေတယ်အဲ့တော့အဲ့လို distribution အပြင်ဒီရဲ့ gills လေးတွေ distribution အပြင်ဒီ gills behel လေးရဲ့ total surface area ကခနာကိုအပြင်ဘက်တစ်ခုလုံးထပ်ပို့ပြီးတော့မှကြီးတယ်အဲ့လိုကြီးမှပဲသူတို့က gas အချိန်ကိုကောင်းကောင်းလုပ်နိုင်တယ်ဒီငါးလေးတွေကဘယ်လိုလုပ်မှလဲသူတို့ကအသက်ရှူလိုက်ပြီအဲ့တော့အသက်ရှူလိုက်ပြီဆိုရင်သူတို့ရဲ့ဒီရဲ့လေ ီဒီကသူတို့ရဲ့ pocket cavity ဆိုဗစက်ထဲကိုရောက်မှာအဲ့ဒီဗစက်ထဲကနေပြီးတော့မှဒီမှာအောက်ဆီဂျင်ပါတဲ့ဟာလေးတွေဒီရဲ့ gills လေးတွေဗဟက်လေးတွေစီရဲ့ချိန်မှာเนาะဗဟက်လေးတွေရဲ့ဒီအခန်းတစ်ခုစီကိုရှောက်သွားမှာအဲအဲ့လိုပဲသူတို့ကအာကောင်နာအောက်ဆိုက်တွေကိုဘယ်လိုရှူထုတ်မှာလဲဆိုတော့ခါကြတော့ဘယ်လိုစွန့်ထုတ်မှာလဲဆိုတော့ခါကြဒီရဲ့ဗဟက်လေးတွေတစ်စင်းကနေပဲသူကပြန်ပြီးတော့မှ truck သွားမှာ ဲ့တော့ဒီမှာဆိုရင်ဘက်လေးမှာဆိုရင်ဒီမှာ free months တွေကအများကြီးအဲ့တော့ free months တွေအများကြီးအထက်ထက်နဲ့အများကြီးဖြစ်နေရတဲ့အကြောင်းရင်းကဘာကြောင့်မို့လဲဆိုတော့ surface area ကျဲချင်လို့ surface area ကျဲမှာ cancel ချင်လို့လို့ရမှာအဲ့တော့ဒီရဲ့ငါးတွေမှာကြောရွရှိတဲ့ငါးတွေမှာဆိုရင်ဒီရဲ့ gills တွေကဒီ fight gills တဲ့နော်တို့ဘယ်နဲ့ထက်ရှိမှလဲဆိုတော့များတော့အဖြစ်သူကငါးခုရှိမယ်တဲ့ တော့ဒီ yet gills ဘဟက်လေးတွေကိုတုံးတဲ့ aquatic animals ရင်းနေတတဝါလေးတွေကဘာလေးလဲဆိုတော့သူတို့က polychaetes လေးတွေအဲ့တော့အမှဘာလေးပါမှာလဲဆိုတော့ခါကြတော့ fine annelida တွေက marine worm worms เนาะရေတဲ့ဟာတံပြားကောင်တုတ်ကောင်အဲ့လို worms တွေအဲ့ဒါလေးတွေပါမယ်နောက်တစ်ခါကျ crustaceans ဆိုအကြဒီရဲ့ပစုံတစ်မျိုးဒီရဲ့ပစုံလေးတွေပါမယ်ပြီးတော့ sea stars and fish ကြဲငါးလေးတွေငါးလေးတွေပါမယ်အဲအဲ့ဒီမှာကျ aquatic turtles ဒီရဲ့ရေ lake လေး lake လေးကကျတော့ gas အချင်းတွေသူကဘာလို့သုံးလဲဆိုတော့ခါကျ cloacas လို့ခေါ်တဲ့သူကဆအိုဆအိုသုံးပြီးတော့မှ gas အချင်းကိုလုံးမယ် ။တော့ဒီ kills တွေကဘာ function တွေလုံးပါလဲ။ဘာ function တွေလုံးပါလဲဆိုတော့အခါကျတော့ okay ဘဟက်လီတွေကဘာလုံးလဲ။ငါးလေးတိမြင်ဘူးလား။ဘဟက်လီတွေသုံးပြီးသူတို့ဘာလုံးလဲ။อืมอัตแชมเอยงาลีนี่เนี่ยบะซักก็อ่ป่วนล่ะอ๋อครับผมพอได้ไล่อืมชีเนี่ยมางาลีเนี่ยบะซักเป่งเนี่ยล่ะบะซักลีเนี่ยฮาซิฮาซิดีป่วนล่ะอ๋อ ်ပွင့်တယ်အဲ့တော့ခါကြဒီရဲ့ငါလေးတွေရေကူးတဲ့ချိန်မှာသူ့ရဲ့ပါးစပ်ကပွင့်တယ်အဲ့ဒါပွင့်တာဘာအတွက်လဲဆိုတော့ခါကြရေတွေဝင်အောင်လုပ်လိုက်တာအဲ့တော့ရေတွေဝင်လာပြီဝင်လာပြီဆိုရင်ခါနောကပုံလေးတွေအရလိုပဲသူကအဲ့ဒီရေတွေကဘယ်ကိုဖြတ်တော့မှလဲဆိုတော့ဒီရဲ့ဘဟက်လေးကိုဖြတ်တော့မှအဲ့တော့ဒီပုံလေးမှာပဲသူကသူ့ရဲ့အဟေးလေးကကြောင်တကယ်တော့ဘဟက်နဲ့ရှူရဆိုပေမဲ့ရေကပါးစပ်ကနေဝင်တာအဲ့ဒီပါးစပ်ကနေဝင်တဲ့ရေတွေကဒီရဲ့ gills ဘဟက်လေးတွေစုဖြတ်သွားတာအဲအဲ့ဒီဖြတ်သွားတဲ့အချိန်မှာသူက အောက်ဆီဂျင်တွေကိုရှူတာအဲအကြောင်းမို့ငါးလေးတဲ့ဗဟန်းနဲ့ဟိုအသက်ရှူရဲလို့ပြောတာတကယ်တမ်းကတော့သူတို့ကပါဇက်ထဲပါဇက်ထဲကနေပြီးမှရေဝင်မယ်အဲ့ဒီရေတွေကဒီက gills တွေကိုဖြတ်သွားမယ် each gills အဲ့တော့ဘက်တစ်ခုစီမှာသူကဘာလေးရှိမှလဲဆိုတော့ gill females က two rows တဲ့နှစ်ခုရှိမယ်လေဟောဒီပုံလေးမှကြည့်လိုက်ရဲ two rows ဒီမှာတစ်ခုဒီမှာတစ်ခုအဲ့လိုနှစ်ခုရှိမယ်အဲ့ဒီ gills တွေဒီ နှစ်ခုရှိမယ်ပြီးတော့ compose of flatten place ကလမ်မလီတဲ့အဲ့တော့လမ်မလီလို့ခေါ်တဲ့ပြပြအချက်လေးနဲ့ဖွဲ့စည်းထားမယ်ပုံလေးကိုပြန်ကြည့်မယ်ဒီမှာဒါလေးကအချက်လေးတွေအဲ့တော့ဒီက kills တွေက true ro ရှိမယ်ပြီးတော့အဲ့ဒါလေးတွေကဘာလေးနဲ့ဖွဲ့စည်းထားမှာလဲဆိုဒီလိုချက်ပြားလေးနဲ့ဖွဲ့စည်းထားမှာအဲ့ဒါမှာသူတို့တဲ့ကိုရေလေးတွေကဖြတ်ပြီးတော့မှသွားနိုင်မှာအောက်ဆီဂျင်တည်တဲ့အလုပ်ကိုဘယ်သူကလုပ်တာလဲ blood cell တွေ mm replex ရဲ့ twin needle လေးတွေအားလောက်တာအဲ့တော့ twin needle လေးတွေအားကြတော့ twin တွေထဲမှာပါမှာဟုတ်တယ်နော်အဲ့တော့ဒီမှာဆိုရင် capillaries capillaries ဆိုတော့ဆန်ကြီးမြင့်တွေးကြောလေးတွေအဲ့တော့ဒီဆန်ကြီးမြင့်တွေးကြောလေးတွေထဲမှာတွေးတွေကနေပြီးတော့မှဒီရဲ့ခဏနောင်က flattened ဖြစ်နေရဲ့ flattened place gills မှာရှိရဲ့ flattened place lamellae တွေကနေပြီးတော့မှ ဖြတ်သွားမှာအဲဖြတ်သွားတဲ့အချိန်မှာအဲ သူရဲ့ဟိုဟာတွေကအောက်ဆီဂျင်တွေကိုသူတို့ကယူလိုက်မှာအဲ့တော့ပထမဆုံးပါဇက်ထဲကိုရေတွေဝင်နေအဲ့ဒီရေတွေထဲမှာအောက်ဆီဂျင်တွေပါမယ်အဲ့တော့အဲ့ဒီရေတွေကဘဟက်လေးတွေရဲ့ချိန်မာလေးတွေကိုဖြတ်မယ်အဲ့တော့ဘဟက်လေးရဲ့ချိန်မာလေးတွေ flat tank ကိုသူကလမ်းမလေးလို့ခေါ်တာအဲ့တော့ဒီကောင်လေးတွေမှာဆိုရင်ငါကြောက်ဘာတွေရှိမှလဲဆိုတော့ capillary ဆင်းရှင်မြင်တွေးကြောလေးတွေရှိမှာတွေးကြောလေးတွေရှိမှာဆိုတော့တွေးကြောလေးတွေထဲမှာက RBC reflex ဆဲ twinning ဦးလေးတွေရှိမှာအဲ့တော့အဲ့ဒီ twinning ဦးလေးတွေကကြာတော့သူတို့စီမှာဖြတ်သွားတဲ့အချိန် ေထဲကနေပါလာတဲ့အောက်ဆီဂျင်ကိုယူလိုက်ပါပြီးတော့ counter current flow of water and blood causes continuous diffusion of oxygen from the water into the blood over the anion shot the capillary တဲ့အဲ့တော့အဲ့လိုမျိုးယူတဲ့အချိန်မှာအောက်ဆီဂျင်နေအဲ့တော့အောက်ဆီဂျင်နေကို diffusion နီးနဲ့ယူလိုက်မယ်ယူပြီးတော့မှတို့ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့เนาะ entire less ဆိုခါကြတော့လိုအပ်တဲ့နေရာတွေအကုန်လုံးကိုရောက်သွားမယ် counter current system ဆိုတာကြတော့ရေနဲ့ဒီရဲ့တွေးကြော်လေးကပြောင်းပြန် တာကိုပြောတာအဲ့တော့ရေကနေပြီးတော့မှဒီမဲ့အောက်ဆီဂျင်ပါတာတွေကိုအောက်ဆီဂျင်တွေသဲလာမယ်အဲ့ဒီမှာသူ့ရဲ့ဗဟက်လီတွေစီရောက်တဲ့ချိန်ဗဟက်လီတွေမှာရှိတဲ့ capillary stretch လေးတွေအဲ့ဒီ stretch လေးတွေကနေပြီးတော့မှဒီရဲ့အောက်ဆီဂျင်တွေကို diffusionist နဲ့ယူလိုက်မယ်ယူပြီးတော့မှ oxygenated blood oxygen rich blood oxygen တွေအများကြီးရှိတဲ့တွေးတွေကသူ့ရဲ့ entire body ဒီငါးလေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုရောက်သွားမယ်အဲရောက်သွားပြီးအဲ့ဒီကနေပြီးတော့မှသူ ူကဒါကောင်နာအောက်ဆိုက်တွေထုတ်မယ်အဲ့တော့ကောင်နာအောက်ဆိုက်တွေထုတ်တဲ့ချိန်မှာဒီရဲ့ black မှာဆိုရင် deoxygenated တဲ့ black เนาะ oxygen နည်းတဲ့ dry lead တွေကောင်နာအောက်ဆိုက်များတဲ့ dry lead တွေရောက်လာပြီအဲ့တော့အဲ့ဒီကောင်နာအောက်ဆိုက်များတဲ့ dry lead တွေကကြတော့ဒီ behesi ကိုရောက်တဲ့ချိန်မှာဒီရဲ့ဟိုဟာ behesi ကို diffusion နဲ့ရောက်မယ်ပြီးတော့မှအဲ့ဒီရေတွေကနေပြီးတော့ behet ကနေပြီးတော့မှအပြင်ကိုကောင်နာအောက်ဆိုက်တွေကိုလွတ်ထုတ်လိုက်မယ်အဲ့ဒါ နဲ့တွားတယ်အဲ့တော့တူကဒီလိုရေးထားတာကကြတော့ water and blood ကဘယ်လိုသွားမှလဲ counter current flow နဲ့တွားမှာအဲအဲ့ဒါမှာတူကရေတရားနေပြီးမှ oxygen တွေရတွေးတွေကိုတဆင့်တခြားလုံးရာနေမယ်ဆိုပြီးတော့မှပြောမှာတကယ်လို့ဒါရေနဲ့ဒီရဲ့ twin နဲ့ direction တူပါမယ်ဆိုရင်ဒီ oxygen exchange ဖြစ်တာတွေကနည်းရောမယ်ရေထဲက oxygen တွေအကုန်လုံးကိုဒီ twin လေးတွေကမဆုပ်ယူနိုင်တော့မဆုပ်နိုင်ဘူးဆိုရင်ဒီရဲ့ခံခါလေးတွေရဲ့ cell cells လေးတွေက oxygen နဲ့ဓာတ်တွေဖြစ်သွားနိုင်တယ်။အဲ့တော့ရေကဒီလိုစီးမယ်။အဲ့တော့သူ့ရဲ့စီးနေတဲ့ရေဒီထဲမှာဒီရဲ့ capillaries လေးတွေက RBC လေးတွေက oxygen လေးတွေကိုတဲမှာ diffusioning နဲ့ oxygen တွေကိုယူမယ်။ယူပြီးတော့မှသွားမယ်။ကဲဆိုရင်ဒီနေ့ဒီငန်းစာလေးကတော့ဒီလောက်ပါပဲ။